ားလုံးမင်္ဂလာပါကျွန်တော်ကိုချဲမှာဒီမှာအကိုတိောက်မိတာเนาะအကိုကြီးတဲ့အကိုရောင်းတဲ့ဒီပစ်ကက်ကားတွေ ਆ ပေါ့เนาะအဲဘနပီလေးပေါ့เนาะစိတ်ဝင်စားလို့ဆိုပြီးလာမိတာပေါ့เนาะဆိုတော့ဒီမိကွန်ကတကယ်တော့ဒီလိုမျိုးပစ်ကက်ကားတွေဝယ်မဲ့အတူတိုင်းတည်ထားတင်နေပေါ့เนาะအဲ့ဒါမှလည်းကိုလုံးမဲ့လုပ်ငန်းနဲ့အဲကားရဲ့အယူအဆနဲ့ တည်နိုင်မဲ့ခဏအီအားနေပေါ့နော်အကျေအဝန်းနဲ့ကိုချိန်ပြီးတော့ဒါသုံးလို့ရမှာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့ customize ဆိုလို့ရှိရင်ရှိရဲအဲအကျောစီမှာတော့လုပ်ငန်းသုံးကားရဲ့ level ဝရဲဝယ်ပြီးတဲ့အခါကျမှပေါ့နော်အဲ assembly လို့ဆိုပြီးပြန်လာရောင်းတဲ့သူကြီးလည်းရှိတယ်အဲ့ဒီခါကျတော့ဒီကားတွေဘယ်နှပေဘယ်နှပေရှိတယ်ဆိုတော့ကိုအတီဗီဝါကြီးဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေနည်းနည်းလေးဝယ်တဲ့အခါချိန်လို့ရအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်လိုက်ကြပေးမယ်နော်လိုက်ကြည့်ပါဦးခင်ဗျာဆိုတော့ကျွန်တော်ပထမဆုံးကတော့ကျွန်တော်ဒီအရှိန်ဖြစ်နေတာဘယ်လောက်ကြည်လဲဆိုတော့ကျွန်တော်အရင်တိုက်ပြရပေါ့နော် ီကောရှင်းညက်လက်စားဘယ်လောက်ချေလဲဆိုတော့ဒီကောလေးပြည်နဲ့2 4 6ရှစ်လက်မလေးပြည်နဲ့ရှစ်လက်မချေ2 4 6ရှစ်လေးပြည်နဲ့ရှစ်လက်မအခြေရှိရေပေါ့နော်တော့ဒီလိုမျိုးအခြေရလေးပြည်နဲ့ရှစ်လက်မစင်တီမီတာစင်တီမီတာနဲ့ဆိုလို့ရှိရင်တော့50 sorry 56လက်မရှိရေပေါ့နော်အဲ့တော့ချက်လက်မရှိရဲ့လေးပြည်နဲ့ကျွန်တော်တို့ချက်ရမှာပါဒါတော့ကျွန်တော်မျက်နှာဝပါတော့ဒီလိုမျက်နှာဝအခြေ ဒီနေ့ရှိတယ်မှာပါကျွန်တော်ဟိုဘက်ပေါ့နော်ဒီတားရဲ့အစားဆုံးအရှိရေတက်ကြရပါတော့ဒါကတော့ကားနဲ့ပတ်သက်တဲ့အစားဆုံးအရှိပေါ့နော်တားရဲ့အစားဆုံးအရှိကတော့ကျွန်တော်တို့၁၁လက်မှတ်ထိရှိမယ်နော်ဒါကျွန်တော်မီးလုံးကြီးအပါပေါ့နော်၁၁လက်မှတ်အဲ၁၁အဲ၁၁ပေ၁၁ပေပေါ့နော်၁၁ပေရှိမယ်လက်မှတ်ကကြတော့132လက်မှတ်ရှိမယ်132လက်မှတ်၁၁ပေအတိအကျရှိတယ်ကဲအရှိရ၁၁ပေအတိအကျရှိတယ်ဒီနေ့ဟာ၄ပေနဲ့ကျွန်တော်တို့၁၁လက်မှတ်ရှိမယ်ကျွန်တော်အမြင့်တိုင်ရတယ်နော်အမြင့်အမြင့် ဲ့ဒါဆိုလို့ရှိရင်အရက်ချိတဲ့လူကြီးကအစပေါ့နော်ချိန်လို့ရအောင်နော်ကိုကိုဝင်းမဲ့ကားနဲ့လွတ်မလွတ်ဆိုအောင်နော်တိုင်းလို့ရအောင်နော်ဒီကဆိုလို့ရှိရင်ငားပြီနဲ့နီးအဲနီး၄ချောက်ကုလမနော်ငားပြီနဲ့ကုလမရှိတယ်ငားပြီနဲ့ကုလမကျော်လို့အဲ69စင်တီမီတာနော်ငားပြီနဲ့ကုလမ69စင်တီမီတာရှိတယ်ဒါဆိုကျွန်တော်မြေကြီးကနေပြီးတော့ဒီခေါင်းကြီးနော်ဒီခေါင်းကြီးကိုတက်ပြပေးဖြစ်ပါတယ်ကျွန်တော်နောက်ကြံရင်တက်ပြပေးမယ်နော် နောက်ကတည်းကပြင်မယ်နောက်ကရဲ့အကြေအားကြတော့ကျွန်တော်တို့ဒီမှာ 6B 2D 8ဟမ် 2D 6 6B နဲ့6လက်မရှိတယ်58 cm เนาะ 6B 6B ခွဲရှိရေပေါ့เนาะအနောက်ကန်ကကြတော့ကျွန်တော်တို့အရှိအနောက်ကန်အရှိပြီးတဲ့အခါ 6B ခွဲရှိမယ်ကျွန်တော်ဒီမှာနောက်ကန်အကြေအားကြတော့ကျွန်တော်တို့အဲဒီမှာ 4B 2D 6 8 ုလမ sorry 2 4 8 9เลมะเนาะ9เลมะที่ရှိမယ်ကျွန်တော်6ပြီနဲ့9เลมะရှိမယ်เนาะဒီလိုနောက်ကအသားကြတော့ကျွန်တော်6ပြီနဲ့9เลมะရှိမယ်ဆိုတော့ကားရဲ့ဒါကတော့ကျွန်တော်အခြေဝန်မှာပြเนาะကျွန်တော်ခုနကကြတာတွေကကြတော့ကားလေးပေါ့เนาะဒီမျက်နှာဝအခြေရဲ့ဒီလိုအရှိရဲ့အမြင့်ရဲ့ပေါ့เนาะမျက်နှာဝအခြေက6ပြီနဲ့8เลมะရှိမယ်အနောက်လည်း6ပြီနဲ့8လေး6ပြီ9ရှိမယ်ဒီလိုအရှိကကြတော့ကျွန်တော်တို့7ပြီအတိကျရှိမယ်နောက်ကန်ကြီးပဲတည်တတ်ဆိုလို့ရှိရင်6ပြီ9 ကျွန်တော်တို့၄ပြီခွဲလို့အကျိတ်မှတ်လို့ရတယ်အဲ၆ပြီခွဲနဲ့၄ပြီ၈လက်မှတ်လို့မှတ်လို့ရတယ်ပေါ့နော်၆ပြီခွဲ၄ပြီ၈လက်မှတ်အကျယ်ရှိပါတယ်ဒါတော့ကားနဲ့ပတ်သက်တဲ့အကျယ်အမြင့်တွေကြောင့်ပြောပြတာဒီအမြင့်ကကျတော့ကျွန်တော်၅ပြီ၉ရှိမယ်နော်ဒီအမြင့်ကကျတော့ကျွန်တော်တို့၅ပြီ၉ပေါ့နော်၅ပြီ၉ရှိမယ်အဲဒီကောက်မှာခန်းတိုင်းဝင်အားပေါ့နော်ကျွန်တော်တို့ဘလောက်တင်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ပြပေးမယ်ဒီကောက်မှာခန်းတိုင်းဝင်အားကပေါ့နော်ကျွန်တော်တင်လိုက်ရမယ်ဆို350 kg ထိတင်လိုက်ရပါတယ်350 kg ဆိုတာဘယ်လောက်ရှိလဲမသိရဲ့မိတ်ဆွေတို့ကျွန်တော်ပြောပြမယ်350 kg ဆိုတာလူ 6ယောက်9ယောက်ဆာရှိပါတယ်လူ9ယောက်ဆာလောက်ရှိပါတယ်เนาะပုံမှန်ပေါ့เนาะကျွန်တော်တို့လူမျိုးခန္ဓာကိုယ်အရွယ်စားဆိုလို့ရှိရင်ကျွန်တော်တို့9ယောက်အထိစီးလို့ရပါတယ်စံ8ဆိုလို့ရှိရင်လည်းကျွန်တော်တို့9 8အထိကျွန်တော်တို့ပေါ့เนาะတင်လို့ရတယ်ဆိုတော့ပြောတာတွေ့မယ်ပေါ့เนาะကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့သိရတဲ့အတိုင်းပဲ18ကျော်15လောက်ကိုတင်ရတယ်ကားရလို့ပြောလို့ရတယ်ပေါ့เนาะဒါပေမဲ့ပုံမှန်တက်မှတ် kg ကတော့ကျွန်တော်တို့စံ8 9 8တင်လို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပြပဲဖြစ်ပါလိမ့်ခင်ဗျာကျွန်တော်အခုပြပြတဲ့ကားလေးရလဲကျွန်တော်ရောင်းမဲ့ ကားရေးရပါတော့နော်ဒဇီးကိုကျွန်တော်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးကိုလာပြီးကြည့်ချင်တာဖြစ်ဖြစ်ပေါ့နော်စိတ်ဝင်စားလို့ဝယ်ချင်တာဖြစ်ဖြစ်နော်ဒါသုံးညနေမိတ်ဆွေတွေဆိုလို့ရှိရင်လာပြီးတော့ဝယ်လို့ရတယ်ကြည့်လို့ရတယ်ကျွန်တော်မလောလောဆယ်ရောင်းကား3စီးရှိပါတယ်ခင်ဗျာရောင်းကား3စီးရှိတယ်ဒီကောင်လေးလည်းရှိပေါ့ဒီကောင်လေးက Suzuki 2008 model လေးပါ AC power အစုံမှာ manual ကားလေးပါ2 wheel လေးပါခင်ဗျာနော်ဒီကောင်လေးလည်းကျွန်တော်ရောင်းမယ်နောက်ပြီးတော့ပေါ့နော်ဒီဘက်ကကားလေးပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းတောင်စင်9ပေါ့နော်2009 model manual လေးပဲ AC power အစုံ2 wheel လေးတုံးလေးရတယ်4 wheel နှမျိုးပေါ့နော်2 year 4 year နှစ်မျိုးသုံးလို့ရတဲ့ကားလေးဖြစ်ပါတယ်1009လေးပါခင်ဗျာနောက်တစ်စီးရကြတော့ကျွန်တော်တို့ပေါ့နော်ဒီမဒီကားလေးပါဒီကောင်လေးလေကျွန်တော်တို့2008 model ပါခင်ဗျာ2008 model ကို AC power အစုံလေးပဲ manual gear လေးပဲ2 year 4 year နှစ်မျိုးလို့သုံးလို့ရတဲ့ကားလေးပါခင်ဗျာနော်ဆိုတော့ဒီကားလေးတွေကိုအကြည့်ကျင်လဲဆိုလို့ရှိရင်ကျွန်တော်မြောက်တကုံ34ရက်ွယ် brown မြိုင်နှစ်လက်မှလာကြည့်လို့ရတယ်အသေးစိတ်ကိုကျွန်တော် phone number 09 958 293 953ကိုဆက်သွဲပြီးတော့ဒါလာကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်အခုပေါ့နော်ဒီပြပေးခဲ့တဲ့ကားလေးတွေရပါတော့နော်ရန်ကုန်မြို့မှာဆိုလို့ရှိရင်ဒါလူသုံးများတယ်လူကြိုက်များတယ် မနော်တပိုင်းတနိုင်စီးပွားရေးလုံနေရညီကိုရေဆိုလို့ရှိရင်နော်ဒါလာပြီးတော့အဝဲဝဲတင်နေပေါ့နော်ကျွန်တော်ခုနပေနဲ့တက်ပြပေးရတယ်ဒီခါကျတော့ချင်းပေါ့နော်ကုလုံငယ်နဲ့ကန့်ညီမှုရှိရဲဆိုလို့ရှိရင်လာကြည့်လို့ရတယ်ဒီကောင်လေးတွေကိုအဓိကထုတ်ပြီးရရွေးချက်ကလည်းကျွန်တော်မြို့တွင်းမှာ သုံးမှုအတွက်ထောက်ထားပြတာဖြစ်တဲ့အတွက်ကြောင့်မှုလို့ပေါ့နော်အမျိုးရင်းသွားလာဖို့ပေါ့နော်ဒီခိုင်းမဲ့သူတွေဆိုရှင်တကယ်ကိုကြိုက်တယ်လမ်းကျိုလမ်းကြားအဆပေါ့နော်ဒီမြူလေးလိုမြူကကြက်တဲ့နေရာရယ်ဆိုလို့ရှိရင်လေပါကင်နေပါတွေကဆထုတ်လာတာတကယ်ကိုလိုလေကူရှိတဲ့ကားလေးတွေမှုလို့ပေါ့နော်သုံးလို့ကောင်းတယ်ဟင်လိုတဲ့မိတ်ဆွေလာဖို့လို့ရပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကလည်းမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မိကျင်နဲ့မိကွန်းလေးရှိရယ်ဆိုလို့ရှိရင်ကျွန်တော်ကအမမိကလေးရပါတယ်ခင်ဗျာဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခဏလေးပါကျွန်တော်အခုရောင်းမဲ့ကားတွေအားလုံးဒီငွေစင်အရစ်ကြ ငွေချမ်းပဲလို့ရပါတယ်ခင်ဗျာဈေးတွေကတော့465သိန်းညှိနှိုင်းပြီးတော့ရောင်းမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ